မင်္ဂလာပါဗျာအားလုံးကျေးဇူးပါသည်ချမ်းသာပါသည်ပိုင်ရဲကိုမျက်နှာနဲ့ပိုင်ကိုတကြလို့အားလုံးကြောက်ရှင်ပါသည်ကျောင်းပိုင်ရေးစုဝင်ကောင်းတောင်းပါတယ်ဗျာဒါဒီနေ့ငစီကိုနှုတ်သီးဖြတ်ရရမယ်ဒီကောင်းလို့အောင်းတော့မရှိတလိမ့်ဆန်အစင်လောက်ဝယ်ရှိတဲ့ကောင်ဒီနေ့တခါလေးရှင်းပြပြောပြရမယ်အားလုံးမပြောမပြောလို့ကျင်ဒီကောင်းလေးဘက်ကအောက်တန်းစားတွေလာလာပြီးတော့အဲကျွန်တော်ညာခွန်နိုင်ခွဲတော့လိုက်လွင်လာလာဟောင်းနေကြတာဇိုးတယ် အဲ့တော့ဒီကောင်လေးရဲ့တအုံးလုံးကိုလည်းတိအောင်ပြောရမယ်။ဘာလို့လဲဆိုတော့ဇဝဲတို့နောက်လိုက်တန်ရှင်းသမားတွေအကုန်လုံးကိုတိအောင်ပြောရမယ်။အောင်တန်းစားတွေကိုနော်။အဲ့တော့အောင်တန်းစားငစီဆိုတဲ့ကောမင်းဆဲတယ်ဆိုတဲ့ဟာဘယ်လိုမျိုးလူမျိုးလဲဆိုတာမင်းအဲ့မှာအစားဆုံးနားထောင်ကြည့်နော်။မင်းတို့ကတခင်ဆိုးရဲ့တူမောက်မှာကွာသွားဆဲတယ်လို့ကွာမင်းတို့တစ်ဖွဲ့လုံးကလည်းတော်လိုင်းရေးတာလုပ်ကြတယ်။အာဘာလို့လဲဆိုတော့အတိအញ្ញန်တွေကခွေးတော့တော့မရှိတဲ့ကောင်တွေငါပြောရင်ရိုင်းနေပြမှာဆိုလို့ငါမပြောတာသဘောပေါက်လား။မင်းနဲ့ကလည်းအတူတူနားထောင်မှာဟဲ့အောင်ငစီ။ မင်းတို့ဘာထထအော်ပြီးဆဲနေလိုက်မှသိတိတ်ခါလိုက်မှယောက်ျားလာပြောတယ်ကွာမင်းတို့ကဒါပေမဲ့ကွာအချက်လေးလည်းရှိပါဦးမယ်ယောက်ျားတိတ်ခါကြတယ်ကွာမင်းတို့တော်လိုင်းလုံးလို့ကွာခွေးစိတ်တွေပေါက်ပေါက်ပါစေငါမပြောပါဘူးတော်လိုင်းတော့လည်းခွေးစိတ်ပေါက်တော့မပြောပါဘူးကြိုက်မယ်ပြုတ်မယ်ဟောင်းမယ်ဆိုတာဒါမဲ့မင်းတို့ဒါဘာလဲဆိုတဲ့အတိတရားလေးတော့ထမင်းစားတာဆိုသိပါကွာမင်းတို့ကထမင်းမစားဘဲနဲ့ငါကြည်ကွာရအောင်စကားကြီးများမှဆိုလို့ ဒီဘိတ်လုတ်ပေးမယ်ကိုစီရကိုစီရမနက်ကတော့ကသူကကျမနဲ့သူနှစ်ယောက်တည်းဒီဘိတ်လုတ်ပြီးတော့စကားတွေပြောချင်တယ်လို့သူကပြောတယ်မလားနောက်ကနက်ကတော့ line ပေါ်ဟဲ့ငါတို့ကိုစီရတက်လာခဲ့ဟဲ့ကောင်မတက်လာခဲ့ဟဲ့ဖာသမတက်လာခဲ့နေဟုတ်တယ်ဆိုမှန်ရဲ့မှန်တယ်ဆိုရှင်းရမယ်တော့ဟုတ်တယ်ဆိုပြောရရမယ်ဆိုလို့ရှင်ရအခုကျမမောင်ကသူကလည်းအုပ်စုလိုက်နေလေ သူမှလည်းအုပ်စုတောင်းတယ်ဟုတ်တယ်မလားကျွန်မကခုနကတယောက်တည်းပဲရန်ဖြစ်နေရနေကင်းရတဲ့ယောက်တယောက်တယောက်တည်းပဲမနေရတဲ့တယောက်တည်းပဲအခုတနေကုန်လဲကျွန်မကတယောက်တည်းပဲသူနဲ့ကျွန်မနဲ့ကအငင်းခုံလေးလုပ်နေရတာနော်အငင်းခုံလေးလုပ်နေရတာအဲ့တော့ तू ကဒီဘိတ်လုပ်ချင်တယ်လို့ပြောရတဲ့ကြောင့်မလို့ကျွန်မရဲ့မောင်9 Anwa နော်ကျွန်မရဲ့မောင်9 Anwa ကျွန်မရဲ့မောင်လေး9 Anwa နော်ဒီဘိတ်လုပ်မယ်သူနဲ့ကိုစီနဲ့ဒီဘိတ်လုပ်မယ်ဘယ်ချိန်လုပ်ရမလဲလုံးမဲ့ချိန်ကိုအတိအကျပြောပါ နော်ကိုစီတို့ဘက်ကလုံမဲ့ချိန်ကိုအတိအကျပြောပါခေါင်းစဉ်ကတော့ခေါင်းစဉ်ကတော့ဒီတော်လန်ရေးရိုးသားမှုရှိရလားဖြူစင်မှုရှိရလားနော်နော်အဲ့နောက်ကမှကျတော့တိုင်းပြည်နဲ့လူမျိုးအပေါ်ပြည်သူလူထုအပေါ်တကယ်စေတနာမြတ်တာထားတဲ့တော်လန်ရေးလားတကယ်ဖြူစင်တဲ့မြတ်တာတရားလားမြတ်တာတရားနဲ့တော်လန်တော်လန်ရေးလားအဲအဲ့ခေါင်းစဉ်နဲ့ဒီဘိတ်လောက်ပါမယ်ကျမမောင်နိုင်အန်နဝါကျမမောင်နိုင်အန်နဝါ ိုစီနဲ့ဒီပိတ်လုံမယ်နော်ကျမကိုစားဒါပေမဲ့ကျမလည်းပါမယ်ကျမကိုစားတို့ကခုနကကျမတို့ကိုခေါ်ခေါ်ပြီးဆဲနေရမလားဟဲ့တက်လာ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 ဆိုပြီးတို့လူအုပ်စုနဲ့လေယောက်ျားတွေကြီးပဲတို့အုပ်စုယောက်ျားတွေကြီးပဲကျမတို့စိန်နေခေါ်နေရကျမတယောက်တည်းကိုတို့ကယောက်ျားတွေကြီးပဲတယောက်တည်းကစိန်နေခေါ်နေရဆိုတော့အတွက်ကြောင့်မလို့အခုကျမဘက်ကကျမမောင်ပါလာပြီနော်ကျမမောင်ပါလာပြီနော်ကျမအကိုတွေအားလို့ရှိရင်လည်းအဲ့ဒီဘိတ်ကိုဝင်လာလိမ့်မယ်ကျမအကိုတွေလည်းပါလာမယ်ကျမမောင်လေးလည်းပါလာမယ်ကျမမောင်လေးလည်းပါမယ်ကျမမောင်လေး9 and 1 ်နော်ဒီလောဆယ်တော့9 January နဲ့ဒီပိတ်လုံးမယ်ဘယ်ချိန်လုံးမလဲကိုစီနော်ခေါင်းစဉ်ခေါင်းစဉ်ကတော့ဒီတော်လန်ရေးယိုသားရဲ့လားဖြူစင်ရဲ့လားနော်နိုင်ငံနဲ့ပြည်သူအပေါ်ကိုစည်စနာတကယ်ထားရဲ့လားဆိုတဲ့ခေါင်းစဉ်နဲ့လုံးမယ်9 January နဲ့လုံးမယ်နော်9 January နဲ့ကိုစီနဲ့လုံးမယ်ဒီပိတ်လုံးမယ်အဲ့မှာကျမလည်းပါမယ်ကျမကိုရီအားရင်လည်းပါမယ်နော်အဲ့တော့ကိုစီတို့ဘက်ကလူကြီးတောင်းနေလေကိုစီတို့ဘက်ကယောက်ျားတွေကြီးပဲ ကျမတယောက်တည်းမိမတယောက်ကိုစိတ်နေခေါ်ပြီးတော့အဲ့လိုမျိုးတွေပြောနေတယ်ဆဲနေတယ်နော်စိတ်နေခေါ်တယ်စိတ်နေခေါ်တယ်ဆဲတဲ့ခါလာကြတော့အခုတရားမျှတတော်မှုနဲ့ပဲသွားမယ်နော်မမှန်ကန်တဲ့လမ်းကြောင်းပေါ်ကပဲသွားမယ်မှန်ကန်တဲ့လမ်းကြောင်းပေါ်ပဲသွားမယ်အမပြည်သူတွေလာပြီးနားထောင်လို့ရပါလေရှင်နော်ပြည်သူတွေဒီအမကတော့ဒါကျွန်တော် finally အများကြီးကျွန်တော်ဒီမှာတွေ့ရှိလာပါတယ်တွေ့ရှိလာတဲ့အချိန်မှာလာပြီးပြတာရှိတယ်ဒီမှာရဲ့နောက်ပိုင်း history တွေကတော့ဒါတခင်ဆိုရဲ့ ူမလို့လည်းပြောတယ်သူပြန်လိုက်တောက်ဆောက်မျိုးရိုးစင်စဲ generation တောက်ဆောက်ကလည်းပဲဒါနိုင်ငံရေးသမားကြီးလို့ကျွန်တော်တို့ဒါဒီမပြောတဲ့ပုံစံရတရှိရတာရှိတယ်သမိုင်းဝင်ဟုတ်မဟုတ်ဆိုတာကတော့ကျွန်တော်ဒါနောက်ပိုင်းလေ့လာပြီးတော့ကျွန်တော်ပြောပြမှာရှိတယ်ငစီကိုတပိတ်လုံးမှာဆိုငစီရဇပွဲတိုးနေပြာဒီကောင်ကဘာလို့တိမာတော့ကျွန်တော်မသိလို့အမအောင်မေးကြည့်အောင်မယ်เนาะအမကဟုတ်ပြီ အေးနိုင်ငံတော်မှာဒါကျွန်တော်တို့ကဒါရေရွလေးပြောနော်တော်လိုင်းကြီးကဖြူစင်းရလားတော်လိုင်းရဲ့တန်ရှင်းလားဆိုတော့အဲ့ဒါတွေကမမှန်ကန်ဘူးမမှန်ကန်ဘူးမမှန်ကန်ဘူးဒါတော်လိုင်းရေးမလားဆိုကောင်ကတိုင်းမျိုးဖြတ်တာပဲတော်လိုင်းရေးဆိုရင်တိုင်းမျိုးဖြတ်တာပဲနော်ညီနိုင်ဆွေးနွေးရင်ငိမ့်ကြင်းဆိုရင်တိုင်းမျိုးတီဆောက်တာပဲအဲ့တော့တိုင်းမျိုးဖြတ်တာတော့မှရိုးသားလားဖြူစင်းလားဆိုတာကဒါမေးစရာမဟုတ်ဒီဒီဘိတ်ကလည်းပဲတကယ်လို့သာအဲဗာနိုင်အနဝါလား သူသာလုံးမယ်ဆိုသူကဒါကျွန်တော်တို့ရဲ့အသိဉာဏ်ကျွန်တော်တို့ရဲ့အတွေးအမြင်ရအာဒါဘောင်တန်းမရှိဘူးလို့ကျွန်တော်ပြောမယ်။ဘာဖြစ်လို့လဲဆိုတော့တော်လိုင်းရေးဆိုတဲ့နေရာမှာကကျွန်တော်တို့ဟိုဒါသူတို့စပြီးတော့လုတ်ပါပြီဆိုတော့ကွာတော်လိုင်းလမ်းကြောင်းထဲမှာရှိရဲ့လားဆိုတော့ကိုအရင်ပြောရမှာ။နော်။ကျန်တဲ့ဥစ္စာကိုမပြောတော့မင်းတို့လုံနေတဲ့တော်လိုင်းရေးဆိုတာကတော်လိုင်းလမ်းကြောင်းထဲမှာရှိရဲ့လားဆိုတာနဲ့စပြီးဒီဘိတ်လုံအောင်။အဲ့ဒါမှမှန်ကန်တာ။ဟုတ်တယ်မလား။ ကျွန်တော်အစိုးရတရက်ကိုမချိနောက်ဘယ်နိုင်ငံမဆိုဘယ်ကြိုက်တဲ့နေရာမှာပြောဗျာဟာလာဘာရှာအာဆတ်တို့လည်းပဲဒီစီးပြားမှာဆိုလည်းအစိုးရတက်ကိုမချိနောက်ဘူးတော်လန်ကြီးလုတ်တယ်အဲဟုတ်ပြီအဲ့တော်လန်ကြီးလုတ်တာမှန်ကန်ရင်လားမမှန်ကန်ရင်လားဆိုတော့အခုတက်တည်ပြအခုတက်တည်ပြဘာရှာအာဆတ်တို့နော်ရုရှားကိုပြေးတယ်ဟုတ်ပြီကဲအဲ့ဒီမှာကျွန်တော်ဆက်ပြောမယ်စကားရိုးရိုးလေးပြောနော်တော်လန်ကြီးကရိုးသားရင်လားပြောမယ်အစားမှာတော်လန်ကြီးကမှန်ကန်ရင်လားဆိုတော့အရင်စပြီးတော့မအားလို့တပိတ်လောက်အောင် ပြီးတော့ဒရိလုံးအောင်မဲ့နေရာမှာလဲဒီကောင်လိုငစီလိုကောင်လုံးအစိမ့်ကိုလှုပ်တယ်ဆိုတော့အမားတို့ကရောကလောဝကိုတန်ဖို့ကိုဟိုဂျီတို့ဖြစ်သွားပြီငစီကဇပွဲတို့ဇပွဲတို့ဆိုတဲ့အကောင်ကဗာတိမာလဲပညာတတ်တဲ့အကောင်ကနိုင်ငံလှုပ်စားတဲ့အကောင်လားဇပွဲတို့လည်းလှုပ်မစားဘူး no ထောင်ကြရင်ကြလိမ့်မယ်တပတ်သူကျန်တဲ့ဥစားနိုင်ငံရေးလမ်းကြောင်းကိုသွားနေတယ်လို့ကနိုင်ငံရေးလမ်းကြောင်းကိုသွားတယ်ဥစားကနာတို့နိုင်ငံရေးလမ်းကြောင်းကိုသွားတယ်ဥစားကနာတို့လူရှင်တော့ အဲဟာသာပညာရှင်လို့ခုသုံးနှုံးမယ်ဟာလားဒေါက်တာလည်းဖြစ်တယ်ဟာသာပညာရှင်လည်းဖြစ်တယ်နိုင်ငံရေးလမ်းကြောင်းသွားတယ်မှာနိုင်ငံရေးလမ်းကြောင်းကိုရိုးသားတာသွားတယ်ထောင်ကြတယ်ကြပါလေသူပြောစရာကြီးကပြောတယ်လှုပ်စရာကြီးကလှုပ်တယ်ဘာမှဒီကောင်းတယ်လို့မျိုးဗယံမတာမရှိဘူးရှဲသွားတယ်ဆိုသွားတယ်ဆိုတာတခုမှမရှိဘူးနိုင်ငံတော်ကအဲ့အဲ့ဒီခေအဲ့ဒီခါကနိုင်ငံတော်အကြီးကဲဆိုကျွန်တော်တိတိတော့ပါလားဘာလဲကျွန်တော်တို့အဲ့ချိန်ကလေးလာတာလားပါ အာဘူညောအတမတ်ဟိုဟာတမတ်အာနှစ်ခုပေါင်းညွန့်ညွန့်ပေါင်းလို့ဘူညော50ဟိုဟာမင်း40ဆိုညွန့်ညွန့်ပေါင်းလို့တကြက်မပြေဘူးပြား60ပဲရှိရသားဒါမျိုးတွေသူတို့ကဟာသာလီလီပြက်လုံးလေးတွေပြည်သူတွေကိုတောက်ပြသွားပြီးတော့သူတို့လုံးချင်တဲ့နိုင်ငံရေးနိုင်ငံပေါ်တကယ်လမ်းကြောင်းကိုတောက်လျှောက်သွားကြတာအခုဒီကောင်းဆိုတော့ကတောက်လျှောက်ထိုင်ဆဲနေတာမိန်းကလေးတယောက်ကိုတန်ဖိုးရှိစကားသုံးတော့မယ်မအိမ်နဲ့တူသောမိန်းမဆိုတာပဲရှိတယ်နော်အနာဂတ်ရဲ့မိခင်လောင်းတွေဆိုတာပဲရှိတယ် မိမတယောက်ကိုဒါလို့ဗယံပဒါတွေပျော်ဆဲဆိုပြီးတော့လှုပ်တဲ့စားဒါတွေကအောက်တန်းစားတွေပဲရှိတယ်အဲ့လိုအောက်တန်းစားနဲ့ကိုဒါငါမရဲ့မောင်လေးအကိုလေးဒါရှင်းရပြောလို့ကျဒါအမပြောမှကျွန်တော်တို့သိရနော်ကျွန်တော်တို့ကဒါကြီးစုံစမ်းတာလည်းမဟုတ်အမပြောမှကျွန်တော်တို့သိတာဟာလာကျွန်တော်တို့ကဘတ်မတူတာဘတ်မတူတဲ့တက်လူတွေမလုံနဲ့ကိုယ့်အပိုင်းနဲ့ကိုတော့ရှိတယ်သို့တော်လည်းပဲအမတို့ဘက်အပိုင်းကိုပဲကျွန်တော်ပြောတာကျွန်တော်တို့ဘက်အပိုင်းကိုမပြောသေးဘူး ကျွန်တော်ဘက်ပိုင်းပဲပြောတယ်အမတို့ဘက်ပိုင်းပဲပြောပြမယ်ငစီလို့အစင်းရောအမတို့အဲ့လိုဘောင်ရှိတဲ့ဟိုကောင်ဘလူးလဲအဟိုကောင်လို့ပြောလို့ရှိရင်တော့နည်းနည်းကျွန်တော်ကိုရိုင်းရင်လို့တော့မထင်ပါနဲ့ကျွန်တော်ကအဲ့ဒီကောင်ဝင်နေပတ်တဲ့ဘာကြောင့်နည်းနည်းလေးရိုင်းတတ်ရိုင်းရတယ်လဲဆိုလို့ချင်းဟိုကောင်တပနာကြီးဆိုတဲ့ကောင်ဘသူလဲအဲမန်ဝဲခိုင်တန်နဲ့ပတ်သက်တဲ့လက်ရှိဝါ ဟာဘာကြောင့်ဒီကောင်းလေးဟိုကောင်းလေးလို့ဒီကောင်းလေးကိုသုံးသက်လဲဆိုလို့ကျအသက်တော်ကြီးတယ်အသက်ကလာကလာဒီကောင်းလေးလူတတ်ပြလို့တလိမ့်ဆန်လို့ပဲကျွန်တော်တွေးတာဒါအမားတို့အနေနဲ့ကတော့တမနာကြီးဘာကြီးညာကြီးဖြစ်ကောင်းဖြစ်လိမ့်မယ်ကျွန်တော်အနေနဲ့ကဒီကောင်းကတလိမ့်ဆန်အစီအမံရှိတယ်ဘာဖြစ်လို့ကျွန်တော်တို့မြန်မာနိုင်ငံထဲမှာရှိနေတဲ့လူငယ်လူရွယ်တွေကိုအကုန်တတ်ပြတာဗမာလေးကိုရွေးတတ်တာဗမာလေးကို PDF ပေါ်ထုတ်တယ်အညာဒေသဘက်ကခေါ်ထုတ်တယ်နောက်တစ်ခါရန်ကုန်မန္တလေးအေရဝတီစကိုင်းတောက်လျှောက်ဘက်က မြမညီငယ်ညီမငယ်လေးတွေအကုန်မောင်းထုတ်ပြီးအိုက်ကောင်လက်ရှိဘွားကအာဒါကောင်တိုင်းရင်းသားကောင်လက်နက်ကန်ကောင်တိုင်းသားလက်နက်ကန်ကောင်ခေါ်ထုတ်လို့အိုက်ကောင်တလိမ့်ဆန်အစင်မရှိတယ်မလို့ကျွန်တော်တလိမ့်ဆန်အနေထားမျိုးနဲ့အကောင်လို့ပဲတုံးလုံးလိုက်တာအမကတော့ပြောတဲ့စကားထဲမှာတမလာကြီးလက်ရှိဘွားနဲ့ပတ်သက်တယ်အဲ့ဒါဘာညာလို့ကျွန်တော်ကြားတယ်ဒါပေမဲ့ဒီငစီဆိုတဲ့ကောင်ကကျွန်တော်ပြောတာရိုးရိုးလေးပြောတော့အမလို့လည်းဘောင်းလဲမလို့တန်းလဲမလို့စကားပြောစရာအရေးချင်းကုန်မရှိတာတိတယ်မှာ ဒီကောင်ကနိုင်ငံရေးဝင်လာမှာပေါ့ဒီကောင်ပေါက်ကက်လေးတက်လျှောက်ပဲဇပွဲတို့ပေါက်ကက်လေးတက်လျှောက်ပြတော့အကြီးတွေယုံနဲ့တန်ရှင်းသမားတွေပဲရှိတယ်အမကတော့ကဇပွဲတို့နဲ့စကားရှင်းပြောမှဆိုတန်ရှင်းသမားပဲဖြစ်နေမယ်ကျွန်တော်အမေကဇပွဲတို့နဲ့စကားရှင်းပြောနိုင်တာတန်ရှင်းသမားတယ်တကယ်လို့ပြောမယ်ဆိုဗျာတကယ်နိုင်ငံရေးသမားနိုင်ငံရေးသမားအစ်စ်တွေနဲ့ပြောပါလားနိုင်ငံရေးသမားကြီးပညာရအောင် ဒီလိုအောက်တန်းသားနဲ့သွားပြောတော့ဘာလေးပညာရမှလဲဒီအောက်တန်းသားဘာလို့သိမှလဲဒီအောက်တန်းသားသာကအဲပတ်ဆက်ဟိုအဲတောင်းမယ်နော်ပြည်သူတွေဒီမှာအဲ့မှာထိုင်းမှာနေတဲ့သူတွေလည်းမဖေးလို့ရှင်လို့ရှင်လဲဒါတပိတ်လို့လို့ဒုက္ခလေးရောက်စိတ်တည်ညံ့တာမိုက်ကဲလက်တက်တဲ့ကောဒီကောင်ဒါတွေဒါတွေဖြစ်နေတာဒီပြဿနာကိုဒီကောင်အဲ့ချိုးတိုင်းလိုက်ချိုးပြမှာဒီလိုတွင်နေဒီလိုရတယ်ဆိုတာဒီကောင်တိုင်းလို့တာဒီကောင်ပါညာထောက်ဖို့ပါညာထောက်ဖို့မလိုအပ်ဘူးတိတယ်မှာ तू အဲ့ဒီ ပတ်စံပေးနေတဲ့ကောင်ကြီးကောင်မလေးရှိတယ်သူတို့ဘက်ကဘာငဆီကိုပေးကြလို့ဓာတ်ရိုက်ပေးလို့ရတယ်။ဟိုမှာငဆွဲတို့လူခံနေတယ်။သူတို့ခြေဖို့လို့တယ်ဓာတ်ရိုက်လူလို့ရတယ်။သူတို့အပစ်တွေအကောက်တွေတောင်းကြောတင်တာဒီကောက်ကဘာလူကြလို့လဲ။တကယ်တိုက်နေလို့လူကောင်းမှာပေါ့။ဒီကောင်လည်းအကောင်လုံးကလင်ငယ်ချက်တခိုးချဖို့ကြီးပဲ။ဒီလမှာပေးတဲ့ကောင်ကလည်းစောက်ယူစောက်တုံးစောက်ဖို့ကြီးပဲ။တကယ်ပြောရရိုးရိုးလေးဗျာ။ဟိုမှာဟလာဟိုချင်းပြီးတဲ့တွေ သူတို့လက်နဲ့မရှိဘူးကြည်မရှိတော့ဘူးအလူခံတယ်သူတို့ပထမတစ်ကြိမ်တစ်လအဲတစ်လအတွင်းလူခံတယ်တစ်လမရောက်နှစ်လနှစ်လမရောက်သုံးလသုံးလမရောက်လေးလလေးလမရောက်ငါးလအဲဒီမှာငယ်စည်းကြတော့ဘဲမှရောက်တာမဟုတ်ပဲနဲ့အမလေးအာကိုစီးဘာညာသဘဲတို့ကိုအမလေးရှာတဲ့ရက်တွေကြတဲ့အကောင်တွေကောင်မကြီးတပုံကြီးတပုံကြီးအဲ့တော့ဒီတော့အမလို့ပြောတဲ့ဟာကြီးကအာရှိမလို့ရှိလို့တဲ့ဒီကောင်ကိုဒီသဘဲတို့တွေလူလေကြနေတယ်ထောက်ဖို့တွေလူလေကြနေတယ်ဆိုတဲ့ဟာကိုဒါမိမောင်းထိုးပြတာ အားလုံးချမ်းသာပြီးတော့တိုက်တဲ့ကားနဲ့တတ်တတ်ရရတဲ့အကုန်နေသွားပြီးအကုန်ချမ်းသာသွားပြီဒါပေါ့ဗောလာအဲ့တော့အမတို့ကနိုင်ငံရေးနဲ့ဒီကောင်းကိုသွားဆွေးနွေးမှာဆိုတော့တန်ရန်တန်ရန်တော့လုံးကြပါဗျာအမတို့ကရိုးကတန်ရှင်းရိုးလာဒါလေးပဲကျွန်တော်သိတင်တာအမတို့ကအစင်တန်ရှင်းအစင်လားတန်ရှင်းအစင်ဆိုအမတို့ generation နဲ့အကုန်လုံးကတန်ရှင်းသမားလို့ပဲကျွန်တော်ဒီဘက်ကလူတွေကြီးလိုက်တော့ပါဒါပေါ့ဗောလာအဲ့တော့ ကိုယ့်ရဲ့ role ကိုယ့်ရဲ့အနေထားကိုလည်းဒါကျွန်တော်တို့သိဖို့လိုအပ်တယ်လို့ကျွန်တော်ပြောချင်တယ်အဲကျွန်တော်လာပြီးတော့မှဒီ homework ကဟာဒီလာပြောတဲ့ကိုယ့်ရဲ့အိုက်ငယ်စီဟောင်းစီနဲ့ငယ်စီနဲ့တပိတ်လုံးလားဒီကောင်စပွဲလို့အစင်းနဲ့ကျွန်တော်တို့ကတပိတ်လုံးစရာလို့လို့လားဟုတ်လားဘာဒီကောင်အစင်းလောက်ကိုစကားပြောစရာလို့လို့လဲဘယ်စပွဲလို့နဲ့ကျွန်တော်တို့အနေထားနဲ့စကားစကားပြောရမှာလဲကျောင်းအနေထားနဲ့စကားပြောချင်ကျွန်တော်တို့နဲ့တန်းတူအောင်လာလို့လိုက်ဒီလားတူအောင်လုပ်လိုက်တန်းတူသွားပြီဆိုစကားပြောမယ်ဘာလဲဟို အဲသူတို့ပြောတဲ့မီဒီယာအတိုင်းစားဘာစောက်စစ်နေဘူးလို့မြေမီဒီယာမှာအတိုင်းချင်းရှာစားအစစ်ကိုတခွက်မှမရှိဘူးအဲပိုင်ရဲကသူ့သာနဲ့သူ့အလုပ်နေတာဒီမီဒီယာတွေဘာညာကြီးလာပြီးအာယုံတွေလာမလာနဲ့ငကိုတဲကောကသူ့ဖောင်နဲ့သူ့တန်းနဲ့သူ့အလုပ်ရှိပြီလားဒီကောင်းဘက်မှာမီဒီယာပြောလို့ချင်းမီဒီယာနဲ့အမအတိုင်းချင်းရှာလားအမောက်လည်းပြောလာချင်းဒီကောင်းပါဆက်ကအဲ့ဒါပဲဆိုတတ်တာတဏ္ဍာမဆိုဒီကောက်ဆိုပြီးဘာပြောမလဲဒီကောက်ဘက်ကအောက်တန်းသားငရဲသွားမဲ့ကောင်တွေကောင်မတွေပဲဝင်လာပြီးဆဲကြတာ ဒီကောင်လေးဒီကောင်မလေးဘယ်သူကအဲအတန်းချင်းလိုချင်တာလဲဘယ်သူမှမလိုချင်ဘူးဘာဖြစ်လို့ဆိုတော့မြင်ရတာကအကုသိုလ်တွေများလို့တလိမ့်ဆန်တွေရွက်ဝင်လာမှာဒီကောင်ဘက်ကပတ်သက်တာလည်းဝင်လာတလိမ့်ဆန်တွေပဲဝင်လာမှာအကောင့်တောင်မှမဝင်ဘူးဟုတ်လားအဲ့တော့ဒဝိလို့လေးဆိုတာကအာဒါအမားတို့ကတန်ရှင်းလာလို့ပဲကျွန်တော်ဒီနေ့မေးလိုက်ချက်ပါလေဗျာတကယ်နိုင်ငံရေးသမားတွေကဒါလို့မလုပ်ပါဘူးเนาะဒီကောင်ကလည်းပဲဆိုင်ရင်ထဲတာမဟုတ်ပါဘူးတကယ်ဟိုဒါအမားတို့တီတောင်တီလိမ့်မယ် တကယ်တိုင်ဝဲဝင်နေတဲ့တိုက်နေတဲ့ခလေးတွေတည်တည်ကြတာအများကြီးပဲဒါငါမှမသိကြအကြောင်းမရှိဘူးအဲ့ဒီနေရာမှာကြည်တစားမလာဘူးဘာတစ်ခုမှမရှိဘူးပတ်ပြေးနေကြတယ်အဲ့ဒါအဲ့ဒီနေရာမှာအခုအလူခံတဲ့သူတွေနော်အဲ့မှာအလူခံတဲ့လူတွေတရားမှမရကြတော့ဘူးသိလားဘာလို့လဲငါကြီးကအဲ့ကောင်ကြောကြောနဲ့ပြီးရဒီကောင်ထောက်ဖို့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 ဆိုဒီကောင်ဖေးဖေးချွေးနေတာတကယ်အားကြောင့်မင်းတို့ထောက်ဖို့တွေမရှိပါငါတို့တော်နိုင်အောင်ပါလေဟလာအဲ့ဒါတော့ငါကြွေးပြောတာနော်ကျွန်တော်ပြောတာမဟုတ်ဘူးအဲ့တော့ တော်လန်ရေးဆိုတာဘသူအတွက်ကိုအောင်ကျင်တာလဲကျွန်တော်မေးပြီဘသူအတွက်ကိုရကျင်တာလဲပြည်သူတက်ဆိုမစင်စားနဲ့ပြည်သူကမြန်မာနိုင်ငံမှာအပြည့်ရှိတယ်အဲ့လူတွေကဘာမှမလိုအပ်ဘူးတိုင်းပြည်ငြိမ်းချမ်းတာပဲလိုအပ်တာတကယ်ပြောပြီးတော့ပတ်စံရှာနေတာအဲ့ထောက်ဖို့ဆိုတဲ့ကောင်တွေတော်လန်ရေးဆိုပြီးပြောပြီးတော့အဲ့ဒီဘက်ကဟာတွေအကုန်လုံးတိုင်းပြည်ကိုဖျက်ဆီးနေတာဒါကျွန်တော်ပြောချင်တဲ့စကားအော် debate လို့ပဲဆိုတာကဒီလိုငစီလို့အောင်တန်းသားနဲ့ debate လို့ဘာဘလူကဒီကောင်ဘလောက်ထိ ဘောင်ကြကြတန်းကြကြပြောနိုင်ပါလား political ဘက်ကဒီကောဘယ်လောက်ကျွမ်းကျင်မှာမလို့လဲဒီ email ဤကိစ္စတွေကိုဒီကောဘယ်လောက်ထိကျွမ်းကျင်မှာမလို့လဲဟုတ်လားအဲ့တော့အဲ့ဒါ level ပြောနေအားလုံးကျမ်းမာစေကြောင်းနှုတ်ဆက်ပါကျမ်းမာစေကြောင်းကျွန်တော်စုမကောင်းတောင်းပါတယ်ဗျာနော်ကျွန်တော်လည်းပြောကြပါဒီလောက်ထိအောက်တိုင်းကျနေတဲ့ကောင်ကိုအာဒါဘောင်နဲ့တန်းနဲ့ကိုထည့်တယ်ဆိုတာကလုံးဝလုံးဝ no ပဲဒီကောင်စကားပြောလို့ဗျာအာအချင်းတစ်လုံးကမပါဘဲနဲ့တက်တက်ရဲရဲနဲ့လူတစ်ယောက်ကိုဒါနားနဲ့တီကျွမ်းအောင် အာဆွဲဆောင်ဆွဲဆောင်ရင်ရှိတယ်ဆိုတော့ဒီကောက်ကိုကျွန်တော်တို့ကအထက်တန်းသားအဖြစ်သတ်မှတ်ပြီးတော့အာကျွန်တော်တို့ကအာဒါစကားကပြောတဲ့ပြောရမှန်းနေတာဒီကောက်ကအောက်တန်းသားဒီကောက်ဖိုင်မှာမဆဲတဲ့ဖိုင်ကမရှိတာအဲ့တော့ဒီလိုလမ်းပဲကလေးချင်းဖာသင်မရဲ့အဲဝန်ရမ်းပြင်းနဲ့ဟိုပေါင်းဆက်ထားတဲ့အဲအတန်နေနဲ့အစဲနေနဲ့ကြတော့တော်တော်ကြီးကိုအဆင်မပြေဘူးအဲ့တော့အမားတို့လည်းပဲဒီကောင်နဲ့သွားလို့ချင်းလို့ချင်းလဲအဲ့လိုဟာမျိုးတွေနဲ့ပေါင်းဆက်ပြီးမွေးသားလို့ဖြစ်သွားမှာပေါ့ဟုတ်တယ်မလားရေရှိတဲ့တိုင်း ရေခွက်တဲ့ကိုရေထက်ရောရေပဲဖြစ်တာဒီလိုအာဟုသူကောင်တဲ့အမားလို့သွားကြောပြီးဓာပိတ်လုံးမှာဆိုအမားလည်းအာဟုသူကောင်မှာဖြစ်မယ်ကျွန်တော်ပြောချင်တဲ့ဇာကားကိုအမားလို့ပညာတတ်တွေနားလည်လိမ့်မယ်လို့ယူဆပါတယ်နော်အဲ့တော့အလုံးကျမ်းပါစေကြောင့်ကိုစုမုံကောင်တောင်းပါတယ်ကလေးချင်းကိုသွားပြီးရောပြီးစကားပြောကလေးချင်းဖြစ်မယ်တခိုးနဲ့သွားထိုင်ရင်တခိုးဖြစ်မယ်စေသမားနဲ့ထိုင်ရင်စေသမားဖြစ်တယ်လို့အောက်တန်းသားနဲ့ထိုင်ပြီးစကားပြောအမောက်လည်းအောက်တန်းသားဖြစ်ပါလိမ့်မယ်ဆိုတဲ့အကြောင်းကိုပြောချင်တယ်နောက်တစ်ခုဒီကောင်အောက်တန်းသားကိုထောက်ခံနေတဲ့သူတွေအားလုံးကလည်းအောက်တန်းသားတွေပဲလို့ကျွန်တော်အနေနဲ့သုံးသပ်တယ် ော်ဒါလေးပြောတာပါအားလုံးကျမ်းပါပါစေ။